မင်္ဂလာပါဒီချက်ဒီနာဖြစ်ပါတယ်ဒီချက်ဒီနေ့တင်မှာ great wellness ရဲ့ chapter 2လေး exercise 2.1တွေ့နေတာ number 2လေးတွေ့ပါမယ်1ကတော့ရှေ့မှာပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ number 2လေးမှာမိခွန်းကိုကြည့်အောင်2ကကြတော့ proof that တက်တည်ပြပါ3 is a factor of 4 power and minus 1ဒါဆိုရင်ဒီချက်တို့ factor ဆိုတော့စခွဲခြင်း3ကတဲ့ 4 power n 1ရဲ့စခွဲကိန်းဖြစ်ကြောင်းဆိုတော့ဘာဖြစ်ရမလဲ4 power n 1ရဲ့အလီပေါ့စခွဲဆိုတော့3နဲ့စားလို့ပြတ်တဲ့3အလီနဲ့ဝင်လို့ရတဲ့ဂိမ်းလို့ပြောချင်တာเนาะပြီးရင် for all natural number เนาะအဲအဲ့တော့ n ကိုကန့်သက်တာကိုကြည့်လို့ပြောထားတယ်เนาะအဲ့တော့ n the natural number ဆိုရင်တော့ဒီချက်တော့ဘသူအတွက်ကနေစမှာပဲလဲ for n equal to 1ကနေပဲစမယ်။ by using the mathematical induction ကိုအသုံးပြုပြီးတဲ့။အဲဆိုတော့ထုံးစံအတိုင်းအတွက်မှာဖြစ်တဲ့အတွက်ဒီစီလိုသူ့ကိုမလုပ်လဲ။ထားမယ်ဆိုတော့အရင်အတိုင်းပဲရေးမှာဖြစ်တဲ့အတွက် let b n t note the statement သူပေးထားတာပြန်ကူးလိုက်နော်။ဒါလေးပြန်ကူးမယ်ဘယ်လိုရေးရမလဲ။3 is a factor or ဘသူရဲ့ factor ဖြစ်ရမယ်4 power n 1ရဲ့ factor ဖြစ်ကြောင်းကိုတက်တည်ပြမှာဖြစ်လို့အဲ့ဒီ statement လေးကိုဒီကျွန်တော်ပါထားလိုက်လေ pn လို့ထားလိုက်တယ်တတ်မှတ်လိုက်တယ်ပေါ့နော် pn ထားပြီးတော့ရင်ဘာလုပ်မှာလဲ natural number ပဲဖြစ်တဲ့အတွက်ဘသူအတွက်စဉ်းစားမလဲ for n equal to 1အတွက်စဉ်းစားမယ်เนาะ n tan for 1အတွက်ဆိုရင်ဒီချက်တို့ကတူလေးက3ရဲ့စခွဲကိန်းဆိုတော့3နဲ့ပြတ်ကြောင်ပြရမှာဖြစ်တဲ့အတွက် n နေရာမှာပါထည့်ပြ1ထည့်ပြရမှာဖြစ်တယ်အဲ့တော့ဒီမှာ left hand side right hand side မရှိတော့ဘူးเนาะဒီချက်ဘောင်ခတ်လိုက်တဲ့ကိန်းလေးဒီပါဖြစ်ကြောင် အင်ထဲလိုက်ရင်၃နဲ့စားပြတ်ကြောင်း၃ရက်ခွဲလို့ရတဲ့ကဏန်းဖြစ်ကြောင်းပြရမှာအဲ့ဒါဆိုရင်ဒီချက်အဲ့ဒါလေးကိုအင်နီယာမှာဗာထည့်ကြည့်ရမှာလေ1ဆိုတော့4 power 1 -1 4 power 1 -1 ဆိုတော့4 -1 ပဲเนาะ3ရမှာပေါ့ဟုတ်လား4 -1 ဆိုတော့ဗာရမှာလေ3ပဲအဲ့ဒါဆိုရင်3 the 3တက်လီမဟုတ်ဘူးလားနော်အဲ့ဒါဆို2 the 3 the factor of 3ဖြစ်သွားပြီ။ဒါကြောင့်မလို့ therefore နော်3 အာ sorry အဲ 3sr ပေါ့ဘသူရဲ့စခွဲကိန်းလဲဒီ4 power 1 1ရဲ့စခွဲကိန်းဖြစ်သွားပြီเนาะ3ဟာပြတ်တယ်လीညကြောင့်မလို့3 is a factor of ဘသူရဲ့လဲ4 power 1 1 minus 1ရဲ့ factor ဖြစ်တယ်3ရတော့เนาะဘာလို့လဲ4 power 1 minus 1ရဲ့အဖြေက3ရတယ်ပြီးရင် तू ကလည်း3ရဲ့ factor ဖြစ်ကြောင်းပြခိုင်းနေဆိုဒီ3လေးဒီပေးထားတဲ့3နဲ့စခွဲခွဲခွဲလို့ရတယ်3တလီ3ဖြစ်လို့3 is a factor of 4 power 1 minus 1နားလည်မယ်เนาะဒါဆိုတချို့တို့ဘာပြည်လဲသွားပြီလဲ therefore p 1 is true ပေါ့เนาะ အဲ့တော့ p1 ပြည့်လည်သွားပြီဆိုရင်မပြမလဲ assume လုပ်မယ်နော် a s s u m e assume you saw me that ဘာဖြစ်ကြောင်း pk is true ဖြစ်ကြောင်းပေါ့နော် pk is true pk မှန်တယ်လို့တချို့လို you saw လိုက်မှဒီ that is ၎င်းကဘာကိုပြောတာလဲဆိုတော့အဲ့နေရာမှာဘာဖြစ်သွားမလဲ ခီဖြစ်သွားမှာဖြစ်တဲ့အတွက် 3x factor of 4 power key minus 1ပေါ့เนาะအဲ3 is a factor of 4 power key minus 1ရဲ့ factor ဖြစ်တယ်ဆိုတာယူဆလိုက်ပြီဒါဆိုရင်တချို့လူယူဆထားတဲ့အချက်ဒီအချက်ဒီပြန်သုံးမှဖြစ်တဲ့အတွက်ဒီ4 power key minus 1လေးဒီ သုံးနဲ့ပြတ်ပြီးသားသုံးရဲ့ factor ဖြစ်ပြီးသားเนาะအဲ့ဒီဖြစ်ပြီးသားကိုပြန်သုံးမှာအဲ့ဒါဆိုရင်ဒီစီလိုမလုပ်မလဲ we will show that เนาะ we will show that เนาะတတိပြမယ်ဘာဖြစ်ကြောင်းလဲ b key plus 1 is true เนาะ ဲ့တော့ဒီချက်တော့ BK+1 is true ဖြစ်ကြောင်းဟောပြပြီလေ true ဖြစ်တယ်လို့တက်တည်ပြမှာဖြစ်တယ်။ဒါဆိုရင် BK+1 မှန်ကြောင်းပြမှာဖြစ်တဲ့အတွက် to proof ကသွားမယ်။ to proof နော်တက်တည်ပြ။ဒါဆိုရင်ဘာဖြစ်ကြောင်းလဲ။ K နေရာမှာဘာဖြစ်သွားမလဲကလေးတို့ K+1 ဖြစ်သွားမှာပေါ့နော်။ဒါဆိုရင်ဒီချက်တော့ဒီနေရာမှာဘာဖြစ်သွားမလဲ K+1 ဖြစ်သွားမှာဖြစ်တဲ့အတွက်3 is a factor of 4 power K+1 minus 1နော်။ three is a feta or four power key plus one minus one เนาะโอเคအဲ့ဒါဆိုရင်ဒီချေတို့ဘယ်အဆစဉ်းစားရမှာလဲ left hand side right hand side မရှိတော့ဘူးเนาะဒါလေးကိုစဉ်းစားဒါလေးကိုဖြည့်ရှင်းလိုက်ရင် 3နဲ့ပြက်ချောင်းပြရမှာเนาะ3ရဲ့စခွဲကိန်းတစ်ခုဖြစ်ကြအောင်ပြရမှာ3အလီဝင်လို့ရချောင်းပြရမှာအဲ့ဒါသဘောတရားအတူတူပဲเนาะအဲ့ဒါဆိုရင်အခုတစ်ချက်ဒီဒုတိယဘောင်ခတ်ထားတဲ့ဟာเนาะဒုတိယဘောင်ခတ်ထားတဲ့တစ်ခုကိုစရမှာဒီကနေစမှာအဲ့တော့4 power k 1 minus 1ကနေစစပြီးရင်ဘာလုပ်လဲအပေါ်မှာအစုံလုပ်ထားတာလေးကိုယူသုံးမှာเนาะအဲ့ဒါဆိုရင်အရင်ဆုံးဘယ်ကနေစမှာလဲ4 power k 1 minus 1လေးကိုရှင်းပါအဲ့ဒါဆိုရင်ဒီချက်တို့ဒီလိုမြင်လိုက်တာနဲ့မလုပ်မလဲဒီလိုပေါင်းထားတာမြင်ရင်ရှေ့မှာပျော်ပြီပြီဖြစ်တဲ့အတွက် power ပေါင်းထားတာမြင်ရင်မလုပ်ပေးလိုက်သူ့နီးတွေအတိုင်းပဲစဉ်းစားသွားရင်အဖြေထွက်သွားမှာနော်အဲ့ဆိုအခြေတူရာမြောက်ထားလို့ထညွန်ခြင်းပေါင်းထားတာဒါဆိုဒီချက်တို့အခြေတူရာလေးနဲ့မလုပ်မလဲခွဲပြီးမြောက်လိုက်မယ်အဲ့ဒါဆိုတော့ဘယ်လိုဖြစ်သွားမလဲ4 power k နဲ့4 power 1နဲ့ကိုမြောက်ထားတာ နော်အဲ့ဒါပြန်ပေါင်းရင်4 power k plus 1ပြန်ရမယ်ဒါဆိုရင်ဒီချက်ဒီမှာ4ရှိတယ်ပေါ့နော်4ရှိတယ်။ဒါဆိုရင်အပေါ်အပေါ်ကဟာကိုပြန်သုံးရမှာဆိုတော့ပြန်ပြန်သွားကြည့်နော်။အပေါ်ဟာဆိုတော့ဒီမှာ assume လုပ်ထားတဲ့ဟာလေးဒီမှာဒါလေးနော်။အဲ့ဒီ4 power k minus 1လေးယူသုံးရင်သူဒီ3နဲ့3ရဲ့ factor ဖြစ်ပြီးသားနော်ဖြစ်ပြီးသားအဲ့တော့4 power k minus 1ထွက်အောင်ဆိုရင်ဒီချရရဲ့ဒီအဖြေမှာနော်ဒီအဖြေမှာ4 power k minus 1ထွက်ဖို့ကဒီ 4G ပို့နေတာမဟုတ်လား4ပို့နေတာဒါဆိုအဲ့ဒီ4နဲ့တူတဲ့ဟာထည့်လိုက်ရင်တူနေရင်ပုံထုတ်လိုက်လို့မရဘူးလားရသွားမှာเนาะ4နဲ့တူတာထည့်လိုက်4ပုံထုတ်လိုက်လို့ရမယ်အဲ့တော့4ပုံထုတ်လိုက်တဲ့အခါဒီနောက်က minus 1နဲ့သွားတွဲလို့မရသေးဘူးเนาะဘာကြောင့်လဲဒီအစိမ်းတားထားတဲ့နှစ်ခုဒီမြောက်ထားတာဖြစ်လို့နော်အဲ့ဒါဆိုဘုံထုံးမှာပဲရမှာဒီ4ရအဲ့ဒီ4ကိုဘုံထုတ်ချင်နောက်မှာသူနဲ့တူတာလေးနဲ့ပေါင်းလိုက်ရင် ဖို့တူတာထွက်လာရင် ပုံထုတ်လို့မရဘူးလားရသွားတယ်ရသွားတော့တချက်သူ့နှစ်ကိုရှိတာက for power k ခဏလေးမပြောင်းသေးတဲ့ဟာကနှစ်ကိုကလာနဲ့ပဲရေးပြလိုက်မယ်နော်ပြောင်းတာလေးကကလေးတို့ပြန်ကြည့်ရင်နားလဲအောင်လို့အဲ့တော့နှစ်ကိုဒီပါလဲ for power k into for ရှိတာဒါဆိုတချက်ကဒီ for လေးကိုထုတ်ချင်တာဖြစ်တဲ့အတွက်သူ့နဲ့တူတာလာထဲမှာဖြစ်လို့ plus for နော်အဲ့ဒီ plus 4ဆိုတော့အခုလိုချင်တာကဘုံထုတ်ရင်4 my 4 power k minus 1ကျန်ချင်တာမဟုတ်လားအဲ့တော့မပေါင်းဘူးပါလို့မယ်နှုတ်မယ်နော်4နှုတ်လိုက်မယ်အဲ့တော့ဆို4နှုတ်လိုက်ရင်ဒါမပြင်းသေးဘူးဒါလေးပဲအရင်စဉ်းစားနော်ဒီ gain နှစ်ခုကနေဒီချို့တူနေတဲ့ဒီ4နှစ်ခုကိုမလုံးလိုက်လို့ရတယ် ပုံထုတ်လိုက်မယ်အဲ့ဒီ4ပုံထုတ်လိုက်ရှေ့မှာ4ပါဝါခေချမ်းမယ်နောက်က4ထုတ်လိုက် -1 ချမ်းမယ်အဲ့ဒါဆိုဒီချက်တို့မှာ4ပါဝါခေ -1 ရသွားပြီဖြစ်တဲ့အတွက်ရှေ့က assume လုပ်ထားတဲ့အတိုင်းသူဒီသုံးတဲ့ factor ဖြစ်သွားပြီနော်အတကူရပြီအဲ့တော့ကိုကဒါကိုဖတ်ကိုပြင်တာကိုဖတ်ကိုပြင်တာဆိုရင်ဒီချက်တို့ကဘာလုပ်ရမလဲတန်ဖိုးပြောင်းသွားလို့မရဘူးအပေါ်ကအဖြေကြီးပြောင်းသွားလို့မရဘူးဒါကြောင့်ဒီ4ကကိုဖတ်ကိုနှုတ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီဖောပြန်ကြည်သွားအောင်ဆိုအနှုတ်ကြည်ခြင်းပေါင်းရမှာအမြောက်ကြည်ခြင်းစားရမယ်အစားကြည်ခြင်းရင်မြောက်ရမယ်အပေါင်းကြည်ခြင်းနှုတ်ရမယ်အဲ့ဒါလေးပတ်ထားသင်ချာသဘောတရားအောင်နော်အဲ့ဆိုအခုဒီချက်က minus ဖောလို့ကိုကယူထားတာဖြစ်တဲ့အတွက်အဲ့ဒီဖောပြန်ပြောက်ဖို့ဆိုရင်မလုပ်ရမလဲပေါင်းလိုက်ပေါ့ဖောနဲ့ဒါဆို minus 4 plus 4ဆို0မထွက်သွားဘူးလားထွက်သွားရင်အခုတိချက်ပြင်လိုက်တဲ့ဒီမှာအနီနဲ့ လောက်ပြမယ်เนาะဒါလေးဒီကိုဘကိုပြင်ထားတာ -4 +4 ကကိုဘကိုထည့်ထားတာထည့်ထားတာဒီ0ပြန်ထွက်သွားတဲ့အတွက်ငကိုကတန်ဖိုးကြီးပြောင်းသွားလာမပြောင်းသွားဘူးเนาะအဲ့တော့ဒါကကိုပြင်တာရှေးမှာကသူ့ပေးထားတာအနီနဲ့က0ပြန်ဖြစ်သွားမယ်ကိုပြင်ထားတာเนาะအဲ့တော့အပေါ်မှာကျန်နေသေးတဲ့ဘာလေးလဲ -1 ဒါတူဖတ်သူကျန်တာအဲ့ဒီတူဖတ်သူကျန်တဲ့ -1 ကိုပြန်ထည့်ဒီအနီတားထားတာလေးကပြင်လိုက်တာသဘောပေါက်ပြီလား เนาะปอกปีဆိုရင်အခုဒီချက်အမဲနဲ့ဒီဘောင်ခတ်ထားတဲ့ဒဲကနင်း for ဒူရာဒီချက်ဘုံထုတ်ပြီ for ကိုထုတ်လိုက်ရင်ဘာကြမ်းမယ်အရှိမကရှိမက for power ခေကြမ်းမယ်အနောက်မှာ for ထုတ်လိုက် minus 1ကြမ်းမယ်เนาะပြီးရင်ဒီမှာနှစ်ခုထပ်ရှင်းရတော့မယ်ဘာနဲ့ဘာနဲ့လဲ for နဲ့1နဲ့အဲ့တော့4 1ဆိုတော့ဘာလဲ3 3သဘောပေါက်လားအဲ့အဆင့်လေးရမယ်နော်အဲ့တော့ပြန်ကြည့်နော် ကွာကိုပြန်ကြည့်နော်ဒီချင်တို့နှစ်ကိုရှိတာဒီ4 power k into 4ရှိတာဒီ4ကြီးပုံထုတ်ခြင်းတဲ့အတွက်ဒူတဲ့4လာရှိရင်ပုံထုတ်လို့ရမှာမို့လို့ minus 4နှုတ်လိုက်တယ် minus 1ရကြလို့နော် minus 4ထည့်လိုက်တယ် minus 4ထည့်ခြင်းတော့ပြန်ကြည့်ခြင်းတဲ့အတွက်နှစ်ကိုတန်ဖို့မပြောင်းအောင် plus 4ပြန်ထည့်ပေးလိုက်တယ်ဒါဆို minus 4 plus 4ကြည်သွားပြီ ကြည့်သွားတဲ့အတွက်0ဖြစ်သွားတယ်။သူ့မှာငကူရှိတဲ့ -1 ပြန်ထည့်တယ်။ထည့်ပြီးရင်ရှေ့ကကို2အောင်လောက်ထားတဲ့ထဲက4ပုံထုတ်တယ်။4ပုံထုတ်လိုက်ရင်4ပါဝါခေးကျမ်းမယ်။နောက်က1ကျမ်းမယ်။နော်။ပြီးရင်ဒီမှာ +4 -1 ဆိုတော့ +3 ရပြီလား။ကဲအဲ့ဒါရပြီ။အဲ့ဒါရပြီဆိုရင်တချို့စဉ်းစားလို့ရပြီအဖြစ်ဒီစဉ်းစားလို့ရပြီဆိုတာကဒါလေးဒီ assume လောက်ထားတဲ့အတွက်3ရဲ့ factor ဖြစ်တယ်။ factor ဖြစ်ပြီးသားဒါဆိုဒီ3ဆိုတာကလည်း3တယ်3တလီဝင်လို့မရအောင်လားရတယ်ဒါကလည်း3ရဲ့ factor နော်ဒါဆိုရင်ဒီမှာ factor တစ်ခုကိုဘာနဲ့ပဲလာမြောက်ထားတာ3နဲ့စားလို့ပြတ်တယ်3ရဲ့အလီဝင်လို့ရတယ်အတိတ်ပဲဒီပါလေ3 2ဒါဆိုရင်ချေလို့သူ့3နဲ့စားလို့ပြက်လားမပြက်လားပြက်တယ်လေ3တက်လီ3ဆိုရင်2ပဲထွက်မှာပဲ3နဲ့6ပဲ3ရဲ့စခွဲကိမ့်မယ်နားလည်ပြီလား နားလည်မနော်3 2 6ကစာခွဲဂိမ်းပဲအဲ့ဒီ3ကို4နဲ့လာမြောက်လဲ3 4လီဒီ7နှစ်ဒါဆို3ဟွက်စာခွဲဂိမ်းပဲမဟုတ်ဘူးလားနော်အဲဆိုရင်၃ရက်စခွဲကိန်းတစ်ခုကိုရှေးကဘာကြီးနဲ့ပဲမြောက်ထားမြောက်ထားအဲ့ဒီကိန်းလုံးတစ်လုံးစလုံးဒီအဲ့ဒီကိန်းနဲ့စာလို့ပြတ်တယ်အဲ့ဒီကိန်းရဲ့ factor ဖြစ်တယ်နားလည်ပြီနော်အဲ့ဒါဆိုအခုတခြားလို့စာရေးလို့ရပြီပေါ့4 power k 1လေးဒီ3ရဲ့ factor ဖြစ်ပြီးသားအဲ့ဒါလေးရေးမယ်နော် เนาะ3 effector ဖြစ်ပြီးသားဒါကြောင့်မလို့ therefore 3 is a better of ဘသူရဲ့လဲ4 power k minus 1 effector ဖြစ်တယ်3อ่ะเนาะတခါဒီ3 4ရော3 effector မဖြစ်ဘူးလားဖြစ်တယ်ဒါကြောင့်မလို့ n 3 is a better of 3 နော်ဒါကြောင့်မလို့ဒီအားလုံးပေါင်းထားတဲ့ကိန်းတလုံးလုံးကြီးကတော့ဘာဖြစ်သွားပြီလဲ three year factor ဖြစ်သွားပြီပေါ့နော်အဲ့ဒီစားလို့ပြတ်ထားတဲ့ factor နှစ်ခုကိုပေါင်းထားတာဖြစ်တဲ့အတွက်ဒီကိန်းတန်းတစ်ခုလုံးသိလဲ three year factor ဖြစ်သွားပြီဒါကြောင့်မလို့ therefore အကုန်ပြန်တွဲရေးလိုက်နော် sorry အနောက်မှာရေးရမှာ three is a factor of နော်၃ရဲ့ factor ဖြစ်တယ်လို့ရေးမှာ is a factor of တစ်ခုလုံးရဲ့တစ်ခုလုံးပြန်ကူ4 power k minus 1 plus 3ရဲ့ factor ဒါဆိုရင်ဒီတစ်ခုလုံးက factor ဆိုရင်သူ့ကိုရှင်းထားတဲ့အဖြေသူ့ကိုရှင်းထားတဲ့အဖြေဒီဒါမဟုတ်ဘူးလားเนาะအဲ့ဒါဆိုရင်သူကလည်းဘာဖြစ်သွားပြီလဲ3ရဲ့ factor ဖြစ်သွားပြီဒါကြောင့်3 is a factor of 4 power k plus 1 minus 1ဒါဆိုရင်ဒါလေးဒီဘယ်သူ့ပြည်လဲသွားလဲ pk plus 1ကိုပြည်လဲသွားတယ်ဒါကြောင့်မလို့ therefore pk plus 1 is true နော် pk plus 1မှန်သွားပြီဆိုရင်ဘာဖြစ်သွားပြီလဲ by principle of mathematical induction the statement is true for all natural number n ပေါ့ရပြီလားရမယ်နော်ကဲဟုတ်ပြီအဲ့ဆိုဒီချက်နောက်ဗီဒီယိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ